ရွှေမြန်မာတို့အတွက်အရင်ကောက်မှာဂူကင်ကလည်းကျွန်တော်တို့မြန်မာစင်ကက်တွေကိုတန်းလိုက်ပြီးတော့ဖြစ်တယ်။ကျွန်တော်ပြေးနေရပြီ။ကျွန်တော်ပြေးနေရပြီ။ကျွန်တော်ပြေးနေရပြီ။ဘန်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာစင်ကက်နဲ့ဖွင့်ထားတဲ့ Gmail အကောင့်တွေက two step verification ပေါ့နော်။ on ထားခဲ့လို့ရှိလို့ရှိရင်အဲကျွန်တော်တို့မြန်မာစင်ကက်တွေကိုကုတ်ချပေးမှာမဟုတ်တော့ပါဘူး။အဲ့ဒီအချိန်မှာအကောင့်ဝင်လို့မရတဲ့ပြဿနာမျိုးတွေနဲ့ကြုံရနိုင်ပါတယ်။ဒီလိုမျိုးဖြစ်လာတဲ့ပြဿနာတွေကိုကျွန်တော်တို့ဖြေရှင်းဖို့အတွက်ကနည်းလမ်းနှမျိုးပဲရှိပါတယ်။ ပထမတစ်ခုကတော့ကျွန်တော်တို့ဒီ Google set တင်နေရ security တွေကနေပြီးတော့ Google ရဲ့ two step verification ကိုကျွန်တော်တို့ off ထားရပါမယ်။နောက်တစ်ချက်ကတော့ Google ကနေပြီးတော့တရားဝင်ထုတ်တဲ့ Google Authenticator ဆိုတဲ့ app ကိုတုံးပြီးတော့ကျွန်တော်တို့ကုတ်တောင်းလို့ရပါတယ်။ Google Authenticator app ကိုတုံးပြီးတော့ကုတ်တောင်းတဲ့နည်းကိုဒီနေ့ကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျ။ဗီဒီယိုလေးကိုအစအဆုံးလိုက်ကြည့်ပေးပါ။ဒါလို့ light လို့ကြည့်လို့နားမလည်တာအဆင်မပြေတာရှိလို့ရှိရင်လည်း comment မှာရေးပေးထားခဲ့ပါ။ ကျွန်တော်ပြန်ပြီးတော့ဖြေချပေးမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကတော့အာကာမင်းပဲဖြစ်ပါတယ် Play Store တို့ကိုသွားပြီးတော့ Google Authenticator App ဆိုပြီးတော့ဒီကောင်ကို install လုပ်လိုက်ပါလုပ်ပူရတဲ့အချိန်ကြာလို့ရှိရင်ဒီကောင်ရပြီပေါ့နော်အဲ့ဒီအချိန်ကြာကျွန်တော်တို့ two step ခံမဲ့ Gmail ပေါ့နော်အဲ့ Gmail တဲ့ကိုကျွန်တော်ဝင်ပေးလိုက်ပါဘာပေါ့နော် manage your google account ဆိုတဲ့ဟာလေးရှိပဲပေါ့နော်အဲ့ account လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါခင်ဗျအဲ့ဒီမှာကျွန်တော်တို့ security ဆိုတဲ့ဟာသွားပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ security ဆိုတဲ့ဟာကိုတစ်ချက်သွားပေးလိုက်ပါ တားတဲ့အချိန်မှာဒီအကောင့်ကတော့ကျွန်တော်လုပ်ပြလိုက် အကောင့်မှာတော့ကျွန်တော် two step verification ဩထားပါတယ်ကျွန်တော်တို့ဒီအောက်ဆုံးမှာ recover form ပြီးရင် recover me ပြီးလို့ရှိရင်အောက်မှာ you can add more sign in option ဆိုတဲ့ဟာမှာရှိတယ်အဲ့မှာကျွန်တော်တို့က authenticator ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါတော့အဲ့မြဲအချိန်ကြာလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးရောက်လာပါပြီဟောတော့ဒါ authenticator app ဆိုပြီးပေါ်လာပြီပေါ့နော်ပေါ်တဲ့အချိန်မှာဒီမှာကျွန်တော်တို့ set authenticator ဆိုတဲ့ဟာလေးရှိပါတယ်အဲ့တော့အကောင့်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါအပေါင်း click လေး လိုက်ပြည့်ချင်းညာသူကကျူဟာဖတ်ခိုင်းနေပေါ့နော်ဒါကတော့ကိုက device တစ်ခုထားပြီး charger device နဲ့ scan ဖတ်လဲရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ device တစ်ခုထဲမှာပဲသုံးမှဖြစ်တဲ့အတွက်ဒီအောက်ကနေပြီးတော့ဒီမှာ cannot scan is ဆိုတဲ့ဟာလေးကိုချက်နှိပ်ပြလိုက်ပါအေး cannot scan နှိပ်ပြီးသွားတဲ့ချိန်ညာသူကဒီလိုမျိုး step လေးခုပေါ်လာတယ်ပေါ့နော်ပထမတစ်ခုကတော့ဒီမှာ Google Authenticator app ထဲကနေပြီးတော့အပေါင်းခလုတ်ကလေးကိုနှိပ်ပါတယ်ပြီးသွားလို့ရှိလို့ချင်းဒီမှာ set key ကိုတွားလိုက်ပေါ့နော် သွားပြီးတဲ့အချိန်မှာအဲ့မှာ enter your email address and this key ဆိုဒီပေးထားတဲ့ key ရဲ့ email address ကိုကျွန်တော်ထည့်ပေးရမယ်ပေါ့နော်ပြီးသွားလို့ရှိရင် make sure time base ပေါ့အဲ့လောက်ကို select မှတ်ပေးရမယ်ပြီးရင် s ကိုနှိပ်ပေးရမယ်ဒါဆိုရင် finish ပြီးပြီပေါ့နော်ပြီးတဲ့အချိန်ညာလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ဒီမှာ enter your email address and this key ဆိုတာဒီ key လေးကိုရှိရအဲ့ key လေးကိုကျွန်တော်တို့ select မှတ်လိုက်ပေါ့ပေါ့နော် စလက်မှတ်လိုက်မယ်မှတ်ပြီးသွားလို့ရှိရင် copy ယူထားပေါ့ယူပြီးရဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့အခုနကျွန်တော်တို့ authenticator address ကိုတစ်ချက်ပြန်သွားလိုက်မယ် authenticator address ကိုဒီမှာကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ်ပေါ့နော်ဝင်တဲ့အချိန်ကြာလို့ရှိရင်ဒီမှာသူက guest class ဆိုပြီးပေါ်လာတယ်အဲ့တော့ guest class နဲ့သွားအဲ့ပြီးတော့ဒီမှာတခုရှိတာကဒီထဲမှာပဲတခါတည်းကျွန်တော်တို့ထားခြင်းနဲ့အကောင့်ကိုလည်းရွေးပေးလို့ရတယ်လို့ကိုဖန်ကိုအစ်စ်ထည့်လို့လည်းရတယ်ပေါ့နော်အစ်စ်ထည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာ you without ရေအကောင့်ဆိုတာကိုတစ်ချက်ရွေးပေးရွေးပေးတဲ့အချိန်ကြာဒီလိုမျိုးကြာလာပြီအဲ့မှာကုန်နှိမ့်ရှိမယ်ယော်ကီးရှိမယ်ပြီးလို့ရှိရင်တိုင်းယော်ကီးပေါ့ ကုတ်နေမှာတော့မိဆွေတို့ကြိုက်တဲ့နာမည်ကိုထည့်ပေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုကိုသွားခြင်းတဲ့ဂျီမီအကောင့်ကိုလည်းဒီမှာထည့်ပေးလို့ရတယ်ပေါ့နော်အဲ့လိုထည့်ပေးလိုက်လို့ရှိရင်ဒီမှာ key မှာခုနကျွန်တော်တို့ copy ယူထားတဲ့ copy ယူထားတဲ့ key ကိုဒီမှာ paste ချလိုက်ပေါ့နော်အဲ့မှာကိုနာဒီဂျီမီနဲ့ဒီမှာ key မှာဂျီမီနဲ့ဒီလိုမျိုး key နဲ့လည်းသွားလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဒီမှာ your key မှာကျွန်တော်တို့ခုန copy ယူထားတဲ့ key ကိုကျွန်တော်တို့ paste လုပ်လိုက်ပေါ့နော်ပြီးလို့ရှိရင် time base မှာဒီတိုင်းထားလိုက်ထားပြီးတဲ့အချိန်ကျကျွန်တော်တို့ F ဆိုတဲ့အောက်က F ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်အောင်ပါပဲအဲ့ဒီမှာပုတ်ကြတယ်ပေါ့နော်အဲမှာတော့ဒီ second recording နဲ့မှာတော့ကျွန်တော်တို့ကုတ်ကပြမဟုတ်ဘူးပေါ့နော်ဖြောက်ပေးထားလိုက်မယ်ကုတ်ကိုဖြောက်ပေးထားလိုက်မယ်အဲ့ထုတ်ကြတဲ့အချိန်မှာအခုနကကျွန်တော်တို့ဂျီမီရဲကိုပြန်သွားလိုက်ပေါ့နော်ဂျီမီရဲသွားပြီးတဲ့အချိန်ကျလို့ရှိရင် next ကိုသွားသွားပြီးတဲ့အချိန်မှာဒီမှာ under code ဆိုတာရှိတော့အဲ့ကုတ်ကိုယူပြီးတော့ထည့်ပေးလိုက်အောင်ပါပဲအဲ့ကုတ်ကိုယူပြီးတော့ကျွန်တော်တို့ verify လုပ်ပေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင် verification code ဆိုပြီးသွားပါပြီဒီမှာ ရော authenticator ဆိုပြီးပေါ်လာပါယူပေါ့เนาะ adjust noun ဆိုတဲ့ဟာလေးဒါကျွန်တော်တို့ရှိမှာပေါ်လာယူပဲဖြစ်တယ်အဲ့တော့ two step verification ကို on ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ပိုင်းမှာဒီ account ဝင်တဲ့ချိန်မှာဖုန်းနံပါတ်ကိုမပို့ဘဲနဲ့ဒီကုတ်ထဲကိုဒီကျွန်တော်တို့ authenticator app ထဲကိုတွားကြည့်ပြီးတော့ဒီကုတ်ကိုထည့်ပြီးတော့ကျွန်တော်တို့ဝင်လို့ရယူပဲဖြစ်ပါတယ်ခင်ဗျာဒီလိုပုံစံမျိုးလေးနဲ့ဒါကျွန်တော်တို့ဖြည့်ရှင်းလို့ရပါတယ်ပြင်ဆက်ပေးတဲ့အကြောင်းအရာတွေအမေဆိုလို့တဲ့ကျိုးဖြစ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် channel လေးကို like and share လေးနဲ့ကူညီပေးသွားပါအောင်ခင်ဗျာနောက်ဗီဒီယိုတွေမှာဆက်တွေ့ကြတာပါ